เนาะဒီ Blackpink အဖွဲ့၄ယောက်လုံးကြိုက်လာပြီးတော့သူရဲ့တချင်းလေးကိုနားထောင်တယ်သူတို့ရဲ့ music video ကြီးကြည့်တယ်သူတို့ကားလာလေးလည်းသဘောကျတယ် ဟုတ်ကဲ့အာတရားပေါ့နော်အခုဒီစကားလေးမှာမေတန်လေဆိုတဲ့ကာရီတန်နေရာလေးကနေပါဝင်ကြောက်ဆောင်ထားပါတယ်ရှင်။အာဒီတစ်ခေါက်ကာရီတန်လေးကကြာတော့ဒီမတ်ချောရတနာရဲ့ secretary ပေါ့နော်အတွေ့အမှုပါလေးနေရာကနေပြီးတော့ပါဝင်ထားပါတယ်ရှင်။ဟိုအခုမှဒီဒေရုပ်ရှင်လောကတွေကိုစဝင်တာဖြစ်တဲ့အတွက်ကြောင့်ဂျိုင်းသမားဟာလေးရောကာရီတာအစ်စ်အစ်စ်တွေပဲပေါ့နော်တခုပြီးတခုအခုဆိုလည်းဒီ secretary အတွေ့အမှုနေရာမျိုးစားတရားတာပထမအဆုံးကာရီတာပဲပေါ့နော်အဲ့လိုကာရီတာဖြစ်တဲ့အတွက်ကြောင့်အော်ဒီအတွေ့အမှုမှလေးတွေဘယ်လိုမျိုးအပြင်မှာပေါ့နော်ဘယ်လိုမျိုးသူတို့လောက်ဆောင်နေပြီးတော့အတွေ့အမှုမှလေး ဲ့ပုံစံကဘယ်လိုမျိုးကိုစားစီရင်ရမယ်ဘယ်လိုမျိုးဆိုရင်ကိုယ်နဲ့လိုက်ဖက်မယ်အရင်လည်းမရိုင်းပဲနဲ့အရင်ရင်လေးနဲ့လှနေမယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကိုစဉ်းစားပြီးတော့အဝတ်စားဘက်ကောမေကပ်ဘက်ကောစပင်ပုံစံလေးတွေရောပေါ့နော်ဒါမျိုးလေးတွေကိုစီစဉ်ထားတယ်ပြီးတော့ကိုယ့်ရဲ့တရုပ်ဆောင်ပြင်ပြင်ဖို့အတွက်လည်းပေါ့နော်ကိုယ့်နဲ့ကိုယ်စံမျိုးလေးတွေဖတ်ဖတ်ပြီးတော့ character လေးပေါ့ကိုမှန်ရှိမှနေနေကြင့်ပြီးတော့ပေါ့နော်အာဒီအတွက်အစဉ်ပြေအောင်လို့ဆိုပြီးတော့စူးစမ်းနေပါတယ်ဒါအဲ့ blending အဖွဲ့တွေမှာဆိုဂျီဆူကိုအကြိုက်ဆုံးပဲအကြိုက်ဆုံးကတော့ဒါရဲ့အကြိုက်ဆုံး ဟိုအရောပေါ့နော်ကြည်စုပေါ့အဲဒီတချင်းလေးတွေထွက်လာတဲ့ခါမှာကြည်ရပေါ့အကောင်မလေးလေးရောက်တော့အရန်ချော့ရဲဒါပေမဲ့အဲ့ထဲမှာမှဒါသာအကြိုက်ဆုံးကတော့ကြည်စုပေါ့နော်အဲ့လိုကြည်စုရဲ့မျက်နှာပုံစံလေးပြီးတော့သူ့ရဲ့နှာခမ်းလေးရဲ့အဲ့လိုအရန်အသေးရဖို့ကောင်းတော့အဲသူ့ကိုကြိုင်ကြိုင်ကြိုင်နဲ့ပဲအာနော်ဒီ black pink အဖွဲလေးရောက်လို့ကြိုက်လာပြီးတော့သူ့ရဲ့တချင်းလေးကိုနားထောင်တယ်သူ့ရဲ့ music video ကြီးကြည့်တယ်သူတို့ကတာလေးလည်းသဘောကျတယ်ဒါကြောင့်အဲ့လိုအရန်ကြီးကတက်တက်ထဲမှာမပါဘူးအဲ့လိုကရင် မရဘူးเนาะခါဆိုလည်းမကြိုးလို့တောင်းရဆိုသူတို့တွေကတဲ့ဟာကိုကြည့်ဟာမိုက်လိုက်တာပေါ့အရင်သဘောကြတယ်အာပြီးတော့သူတို့ရဲ့မျက်နှာလေးတွေရောကားတာလေးတွေရောဟာအရင်ကိုအပြစ်ပြောစရာမရှိတဲ့အတွက်ကြောင့်ပါသူတို့ကိုကြည်ရင်ကြည်နေအားကြပြီးတော့ကြိုင်ရင်ကြိုင်ရင်နဲ့ဟိုကြိုက်တော့တာပါရှင်ဘာဘာပြောလဲမလိုပဲပဲဒါအဲ့ black wing အဖွဲပေါ့เนาะ၄ယောက်လုံးကသဘောကြတယ်အာသူတို့ဘာသာအာဘလိုပဲပေါ့เนาะဘယ်ပွဲမှာပဲဖြစ်ဖြစ်ဘလို fashion ပဲဝဝဲပေါ့เนาะဒါသဘောကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒါနေနေတော့ဘာမှအလိုချိုတွေတူတူကြီးတော့ပြောစရာမရှိဘူးပေါ့เนาะ